ဘရာဇီးလ်ကိုအပြောင်းအလဲကြီးကြီးလှုပ်ဖို့စီစဉ်နေပြီဖြစ်တဲ့အန်ဆလော်တီ ဒီနေ့မှာတော့ကမ္ဘာဘောလုံးလောကကိုတုံလုံးစီမဲ့တရင်တပုတ်ကိုတင်ဆက်ပေးသွားမှာပါအဲ့ဒါကတော့နာမည်ကျော်နီးပြကားလော့အန်ဆလော်တီဟာဘရာဇီးတင်းရဲ့လယ်ရည်စီနီးပြအဖြစ်တာဝန်ယူတော့မှာပဲဖြစ်ပါတယ်ချန်ပီယံလိဂ်ကိုအကြိမ်ကြိမ်ရယူထားတဲ့နီးပြကြီးကားလော့အန်ဆလော်တီဟာ2024-2025ရာသီကုန်ဆုံးချိန်မှာစန်တီယာဂိုဘာနီဗျူးကရီယယ်မက်ဒရစ်တင်းကနေထွက်ခွာပြီးဘရာဇီးလယ်ရည်စီတင်းရဲ့ကိစ္စအဝဝကိုတာဝန်ယူတော့မှာပဲဖြစ်ပါတယ်ဖရီယယ်မက်ဒရစ်တင်းမှာတော့လာလီကာပွဲစဉ်၃ပွဲစာကြံရှိတော့တာပါမီလာ26ရက်နေ့မှာအန်ဆလော်တီဟာဘရာဇီးရဲ့နီးပြတင်းအဖြစ်တရင်ဝင်ကြီးညာခံရဖို့ရှိနေပါတယ်အဲ့ဒီချိန်မှာအန်ဆလော်တီဟာဇွန်လမှာကစားမဲ့2026ကမ္ဘာဘလာချီစီပွဲစဉ်တွေအတွက်အီကွေဒေါနဲ့ပါရာဂွေးအသင်းတို့ကိုရင်ဆိုင် င်ရဖို့သူရဲ့ပထမဆုံးဗရာဇီးတင်းလူစီင်းကိုရေးချွေသွားမှာဖြစ်ပါတယ်အသက်65နှစ်အရွယ်ရှိပြီဖြစ်တဲ့အန်ဆလော်တီဟာသူရဲ့နောက်ထပ်အလုပ်အတွက်စီဇန်ကိုစတင်ရေးဆွဲနေပြီဖြစ်ပါတယ် Global Esports ရဲ့အဆိုအရအန်ဆလော်တီဟာခြားကစားသမားတွေရဲ့အရေးချွေးတွေကိုရွှေ့လွှဲနေခြင်းမှာဗရာဇီးတင်းရဲ့ထင်ရှားတဲ့ကစားသမားတွေနဲ့အဆက်အသွယ်ပြုလုပ်ခဲ့တယ်လို့သိရပါတယ်ဗရာဇီးရဲ့သမိုင်းတစ်လျှောက်ကိုအများဆုံးသွင်းယူထားတဲ့ကစားသမားနေမှာဟာအန်ဆလော်တီနဲ့ပေါ့ပေါ့ပါပါဘရီယိုကော်ဆိုမှုတစ်ခုပြုလုပ်ခဲ့ပြီးသူရဲ့မကြသေးခင်ကဒဏ်ရာပြဿနာတွေနဲ့ပတ်သက်ပြီးဆွေးနွေးခဲ့ကြပါတယ်လက်ရှိစန်းတို့အတင်းမှာပြန်လည်ကစားနေတဲ့အသက်33နှစ်အရွယ်ရှိပြီဖြစ်တဲ့နေမဟာသူ့နိုင်ငံအတွက်အဓိကကြတဲ့ကစားသမားတစ်ဦးဖြစ်ဆက်လက်တည်ရှိနေစေဖြစ်ပါတယ် မန်ချက်စတာယူနိုက်တက်ရဲ့ကွင်းလက်ကစားသမားကစ်စမဲရိုဟာအန်ဆလိုတီရဲ့လက်အောက်မှာရီယယ်မက်ဒရစ်တင်းမှာကစားခဲ့ဘူးပြီး2023ခုနှစ်နောက်ပိုင်းပထမဆုံးအကြိမ်ဖြစ်နိုင်ငံတကာပွဲစဉ်မှာပါဝင်ဖို့စီစဉ်ထားပါတယ်။ကစမဲရိုရဲ့အတွေ့အကြုံနဲ့ရည်ချင်းနဲ့ဟာဘရာဇီးတင်းတွေအင်မတန်ရေးပါမှာတည်ကြပါတယ်။နောက်ထပ်မန်ချက်စတာယူနိုက်တက်ရဲ့ဂျယ်ဝင်တူဖြစ်တဲ့အန်တိုနီကလည်းရီယယ်ပတိမှာအငါးဆချုံနဲ့ကစားနေခြင်းခြေစွမ်းပြခဲ့တာကြောင့်လက်ရုပ်ရှင်တင်းမှာပါဝင်မှုရေပန်းစားနေပါတယ်။အန်တိုနီရဲ့လင်မြန်တွက်လက်တဲ့လှုပ်ရှားမှုတွေနဲ့တိုက်စစ်ပိုင်းစွန့်ဆောင်ရည်တွေဟာဘရာဇီးတင်းရဲ့တိုက်စစ်ကိုပုံမအားကောင်းလာစေမှာတည်ကြပါတယ်။ကာလိုအန်ဆလိုတီရဲ့ဦးဆောင်မှုအောက်မှာ နေမရဲ့တိုက်စစ်ဆွမ်းရီကစမရီရဲ့ကွန်းလေပိုင်းတင်ငိမ်မှုနဲ့အန်တိုနီယက်လင်းမြန်သွက်လက်မှုတို့ကိုပေါင်းစပ်မိမယ်ဆိုရင်ဘရာဇီးတင်ဟာ2026ကမ္ဘာဖလိုက်ပြိုင်ပွဲတွေကိုအပြင်းထန်စိန်ခေါ်နိုင်တဲ့တင်းတင်းဖြစ်လာမှာသိကြပါရယ်အန်ဆလိုတီရဲ့ကစားသမားတွေကိုစူးစီးနိုင်တဲ့ဆွမ်းရီနဲ့နီးပြွာမြောက်တဲ့အမြင်တွေဟာဘရာဇီးဘောလုံးလောကရဲ့အနာဂတ်အတွက်ရေးပါတဲ့အခန်းကဏ္ဍမှာရှိနေပါတယ်။ဒါကြောင့်ဘောလုံးပရိသတ်ကြီးတို့ရဲ့ကာလိုအန်ဆလိုတီရဲ့လက်အောက်မှာဘရာဇီးတင်ဟာ2026ကမ္ဘာဖလားမှာဘလို့ဆွမ်းဆောင်ရည်တွေပြတ်တသွားမလဲဆိုတာကိုစိတ်ဝင်တစားစောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။ဒီမှာကျွန်တော်တို့ကတည်းကအမားတို့ချစ်တဲ့